စက်သုံးစီအားလုံးဈေးပြန်ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပတ်ကပြန်လည်မြင့်တက်လာတဲ့ရန်ကုန်ဝတိုင်း73စီဈေးနှုန်းတွေဟာအခုတစ်ပတ်မှတော့တလီတာကို55ချက်ကနေ45ချက်အတွင်းပြန်လည်ကျဆင်းလာတဲ့လို့73စီတင်သွင်းတူလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသိရပါတယ်။ ပြီးခဲ့တဲ့တပတ်ကတလီသားကို120ကျပ်အထိပြန်လည်မြင့်တက်ခဲ့တဲ့92နဲ့95ဓာတ်ဆီဈေးနှုန်းတွေဟာအခုတပတ်မှာတော့တလီသားကို15ကျပ်နဲ့အနည်းငယ်ပြန်လည်ကျဆင်းလာပါသေးတယ်။ ဒီစဲစင်းထုံးတွေကလည်းပြီးခဲ့တဲ့တပတ်ကတလီသားကို120ကျပ်ကနေ160ကျပ်အထိပြန်လည်မြင့်တက်လာပေမဲ့အခုတပတ်မှာထော်တလီသားကို35ကျပ်ကနေ45ကျပ်အထိပြန်လည်ကျဆင်းလာပါထင်ကမ္ဘာရေနံစင်းစင်းထုံးတွေကထော်ဒီကနေ့မှတစီကို60တန်းမှခွန်9ဒေါ်လာအထိရှိနေပြီးအခုလအတွင်းဒေါ်လာ60ဝန်းကျင်နဲ့အသက်ကျဖြစ်နေပါထင် လက်ရှိမှာပြည်တွင်းနိုင်ငံသားသုံးငွေလဲလှယ်မှုနှုံထားတွေဟာအမေရိကန်ဒေါ်လာကို4430ကျပ်နဲ့အသက်ချအနည်းငယ်ရှိနေပါတဲ့ ဈေးကွက်ထဲမှာထော့ဒေတာအလိုက်73စီလိုအပ်ချက်ကိုပြင်ပြီးအောင်အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးနေပြီးအဆင်ပြေချုံးမွေစွာလိုအပ်သလိုဝယ်ယူသုံးစွဲနိုင်တယ်လို့73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေအတည်ပြုထားပါတယ်ဒါအပြင်ဗဟိုဘဏ်ကလည်း73စီလုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေကြေးတွေအဆက်မပြတ်ရောင်းချပေးနေတာကြောင့်73စီဈေးနှုန်းတွေလည်းအနှဲငယ်ပြန်လဲကျဆင်းလာနေတယ်လို့ဆိုပါတယ် အခုတပတ်ရှင်ညုံဆေးတွေကတော့92တလီတာကို2855ကျပ်95တလီတာကို2930ကျပ်ဒီဇယ်စီတလီတာကို2405ကျပ်ပရီမီယံဒီဇယ်စီတလီတာကို2990ကျပ်အထိဈေးနှုန်းအသေးသေးရှိနေတယ်လို့သိရပါတယ်ရှင်